ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ယာရီဘောအတီးနံလေးဖြစ်တဲ့စိန်တလုံးလေးနဲ့တရက်တီကောင်းအောင်လေးလှုပ်ရှားဖြစ်ပါတယ်တခြားတရက်တီတွေနဲ့လှုပ်လို့ရပြီမဲ့စိန်တလုံးနဲ့ဆိုရင်ပို့ပြီးတော့စကောင်းလို့စိန်တလုံးယာရီမှာလှုပ်ရှားဖြစ်တာပါတရက်တီ၃လုံးလောက်ကို အရွယ်တော်အတုံးလေးတွေတုံးထားပေးပါမယ် ပြီးရင်တော့အေးနေအောင်လို့ရေခဲတက်တာထဲမှာခဏတင်ထားပေးပါတယ်။ကျဦးကြုံပြခရစ်လေးတွေလှုပ်ဖို့ပါဝင်ပစ္စည်းလေးတွေပါ။စလုံးတစ်ခုထဲမှာကျဦးတွေကိုအရင်ဆုံးထည့်ပါမယ်။ပြန်တော့တကြားနဲ့စားကိုထည့်ပြီးတော့အားလုံးပြုတ်ဝင်အောင် မွေတံလေးနဲ့ခလောက်ပေးပါမယ်။ ဂျားတွေပြောဝင်သွားပြီဆိုရင်တော့ဂျုံနဲ့ပြောင်းကော့မုံကိုစကားချပြီးတော့ထည့်ပေးပါမယ်။ပြီးရင်နောက်ထပ်တစ်ခါထပ်မွေပေးပါမယ်။အလုံးပြောဝင်သွားပြီဆိုရင်တော့နှုတ်နဲ့ထောဘက်ကိုထည့်ပြီးတော့ခဏထပ်မွေပေးပါမယ်။ ပြီးရင်တော့ဖူခဲလေးတွေမကြမ်းအောင်စကားနဲ့စစ်ပေးလိုက်ပါမယ်စကားစစ်ပြီးသွားပြီဆိုရင်တော့မုံလုံးဖို့မုံရည်ရအတင်းဖြစ်နေပါပြီခလန်လမအရွယ်မကတ်အိုးလေးကိုစီနေငယ်တုတ်ပေးပြီးတော့မုံရည်ထည့်ပေးပါတယ်။အိုးလဲ့ပေးပြီးတော့မုံရည်တွေကိုညှိဖို့ရညှိပေးပါမယ်။ တပြေးပြေးနဲ့မုံရီလေးတွေကဝါပြီးတော့အလဲဘက်ကလည်းဖောင်းဖောင်းလေးတွေဖြစ်လာပြီဆိုရင် တခြားတစ်ဖက်ကိုလှန်ပေးရပါမယ်ဒီဘက်ကိုလည်း10မိနစ်လောက်ထားပေးပြီးရင်တော့မုံဘက်လေးကရပါပြီမုံပြားလေးတွေကိုတစ်ခုပြီးတစ်ခုပထမကအတိုင်းပဲလှုပ်သွားပါမယ် မုံလုတ်တဲ့ခါမှာမီတတိလေးနဲ့ပဲလုတ်ပြရမှာဖြစ်ပါတယ်ကိုလုတ်တဲ့ဒေအိုးရဲ့အကြီးတေးပေါ်မူတည်ပြီးတော့မုံကတော့၈ခုအနေ10ခုချောင်းကိုရရှိပါမယ်နောက်ဆုံးမှာတော့ခရင်လှုပ်ဖို့တွေ whipping cream 250 gram ကိုတုံးပါတယ် icing sugar 30 gram ကိုထည့်ပြီးတော့ခရင်ရိုက်ပါမယ် ပထမဆုံး speak ကိုအမြင့်ဆုံးနဲ့5မိနစ်လောက်အရင်မှွေပေးပါတယ်။တဖြည်းဖြည်းနဲ့ပြစ်လာပြီဆိုရင်တော့ speak ကို short ပြီးတော့နောက်ထပ်5မိနစ်3မိနစ်လောက်ဆက်မှွေပေးပါမယ်။မှွေတဲ့အချိန်ကတော့ပြန်မြောက်ကိုပဲပြောတာဖြစ်တဲ့အတွက်အတုံးပြူတဲ့ဆက်နဲ့ခရင်ပေါ်မူတည်ပြီးကွက်ပြပါမယ်နော်။ မွေနေရင်နဲ့ရက်ကြီးလို့ soft peak ချွန်ချွန်လေးတွေရပြီဆိုရင်ခရင်ရိုက်တာကိုနားလိုက်ပါမယ်သူကအမွေလွင်လဲနုနဲ့ရေကွက်ထွက်တတ်လို့တတိထားရပါတယ်ခရင်လဲအတင်းဖြစ်ပြီဆိုတော့မုံစားထုတ်ပါတော့မယ်မုံပြားလေးတွေကို လာတဲ့ဘက်အပြင်ဘက်ထားပြီးတော့ထုတ်ပေးပါမယ်တည့်တီလေးကိုထည့်ခရင်လေးကိုထည့်ပြီးတော့ ်ခေါင်းအုံးပုံစံလေးခောက်ပေးရမှာဖြစ်ပါတယ်ထုပ်ပုံထုံနီလေးရလေရိုးရှင်းလွယ်ကူပါတယ် ခုထုတ်လိုက်တာဆိုရင်အားလုံးစုစုပေါင်း၈ခုရပါတယ်။ချက်ချင်းစားလို့ရတယ်လို့ရေခဲတက်တာထဲမှာတ냐လောက်ထားပြီးမှအေးအေးလေးစားမယ်ဆိုလည်းရန်ကောင်းပါတယ်။နွေရာဒီနဲ့လိုက်ဖက်တဲ့ချိုချိုအေးအေးမွမွေးမုန့်လေးတစ်မျိုးဖြစ်လို့လှုပ်ရှားကြည့်ကြပါနော်။နောက်ဗီဒီယိုများမှာပြန်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တတား